မိတ်ဆွေယင်းနှိမ့်နှံမှုတစ်ခုလောက်တော့မယ်ဆိုရင်ဘယ်အရာကိုအတိကထားပြီးစဉ်းစားကြမလဲတံမိုးလားဈေးနှုန်းလားတကယ်တော့အရာအလုံးမှာတံမိုးဆိုတာရှိပါတယ်ဒီဗီဒီယိုမှာတော့ယင်းနှိမ့်နှံမှုတံမိုးဆိုတဲ့စာအုပ်နဲ့ valuation ရဲ့အရေးပါပုံကိုဆွေးနွေးသွားပါမယ်ဒီစာအုပ်ကိုရေးသားသူကတော့ S Woodamudran ဖြစ်ပါတယ် ဒါမိုဒါယန်ဟာဘလူးအေးရှင်းနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတဦးဖြစ်ပြီးစာအုပ်တွေနဲ့တင်ကြားမှုတွေကနေလူသိများပါတယ်။သူကဘလူးအေးရှင်းဟာယင်းနှမြုံနယ်မှုအတွက်ဘလောက်အရေးပါလဲဆိုတာကိုအမြဲပြောလို့ရှိပါတယ်။ပထမအဦးဆုံးအနေနဲ့ဘလူးအေးရှင်းဆိုတာဘာလဲဆိုတာကိုပြောပြပါမယ်။မိတ်ဆွေတို့သိတဲ့အတိုင်းပဲဘန်နာရေးပိုင်ဆိုင်မှုတွေဖြစ်တဲ့ share တွေ ငွေချေးတက်တည်ခံလက်မှတ်တွေကအစရီယယ်ဆက်တွေအထိအရာအလုံးမှာတန်ဖိုးဆိုတာရှိပါတယ် valuation ရဲ့အဓိကကတော့တန်ဖိုးကိုနားလည်ဖို့ပါပဲပြီးတော့ဒီတန်ဖိုးကဘယ်ကလာလဲဆိုတာကိုသိဖို့လည်းလိုအပ်ပါတယ် valuation ဟာယင်းနှိမ့်ညံ့မှု အောင်မြင်ဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် valuation လုပ်တဲ့အခါမှာမတိချာမရေရာမှုတွေအမြဲပါနေတတ်ပါတယ် ဒါကအဆက်ရဲ့သဘောတဘာဝနဲ့ valuation model တွေရဲ့အားနည်းချက်တွေကြောင့်ပါ။ဒါကြောင့် valuation ကို philosophical အမြင်နဲ့ချဉ်းကပ်ဖို့လိုပါတယ်။ valuation ဟာ portfolio management acquisition analysis နဲ့ corporate finance စတဲ့ level တွေမှာအသုံးဝင်ပါတယ်။ဘာပဲလှုပ်လှုပ်အခြေခံမူတွေကတော့အတူတူပါပဲ။နောက်တစ်ခုက short sale cash flow valuation အကြောင်းပါ။ DCF မှာအဆက်တစ်ခုရဲ့ intrinsic value ကိုအခြေခံအချက်လက်တွေပေါ်မူတည်ပြီးခန့်မှန်းပါတယ်။ intrinsic value ဆိုတာကအရာရာကိုသိတဲ့ analyst တယောက်ကသတ်မှတ်ပေးနိုင်တဲ့တန်ဖိုးဖြစ်ပါတယ်။ဒီတန်ဖိုးကိုဈေးကွက်ထဲကဈေးနှုန်းတွေနဲ့နှိုင်းယှဉ်ပြီးဆုံးဖြတ်နိုင်ပါတယ်။ DCF valuation ရဲ့အခြေခံကတော့ present value ရူပါ။ အဆက်တစ်ခုရဲ့တန်ဖိုးဟာမျောလင့်ထားတဲ့ future cash flow တွေကို yield နဲ့ချိန်ညှိထားတဲ့ yield တစ်ခုနဲ့ short ဈေးလုပ်ထားတဲ့ present value ပါပဲ DCF မှာ equity valuation fair valuation နဲ့ adjusted present value valuation ဆိုပြီး model မျိုးမျိုးရှိပါတယ်နောက်တနည်းကနှိုင်းရအကဲဖြတ်ခြင်းပါဒီနည်းလမ်းမှာအဆက်တစ်ခုရဲ့တန်ဖိုးကိုနှိုင်းယှဉ်နိုင်တဲ့ assets တွေရဲ့ဈေးနှုန်းတွေကိုအခြေခံပြီးဆုံးဖြတ်ပါတယ် ဒီလိုဆုံးဖြတ်တဲ့အခါမှာ earning cash flow book value စတာတွေကိုအသုံးပြုပါတယ်။နိုင်ရအကဲဖြတ်ခြင်းကဈေးကွက်ရဲ့ဈေးနှုန်းအပေါ်မှာမူတည်ပါတယ်။ဈေးကွက်က assets တွေကိုမှန်မှန်ကန်ကန်ဈေးဖြတ်ထားတယ်လို့ယူဆပါတယ်။နိုင်ရှိနိုင်သောပိုင်ဆိုင်မှုများတွေကိုရှာပြီး earning cash flow ဒါမှမဟုတ်စာအုပ်တန်ဖိုးစတဲ့ variable တွေကိုတုံးပြီးဈေးနှုန်းတွေကို standardize လုပ်ပါတယ်။ ဒီလိုလှုပ်ခြင်းအဖြစ် relatable ကိုနှိုင်းယှဉ်နိုင်ပြီးဈေးနှုန်းမားနေတာတွေကိုဖော်ထုတ်နိုင်ပါတယ်။ Panda Minus နဲ့ Combaya Bear တွေကိုသုံးပြီးနှိုင်းရအကဲဖြတ်ခြင်းကိုချင်းကပ်နိုင်ပါတယ်။နောက်ဆုံးတစ်ခုက Asset Based Valuation Model ပါ။ဒီ model တွေကဖန်တစ်ခုရဲ့တူးချင်းပိုင်ဆိုင်မှုများတွေရဲ့တန်ဖိုးကိုစုစည်းပြီးတန်ဖိုးကိုခန့်မှန်းပါတယ်။ liquidation value နဲ့ replacement cost ဆိုပြီးအမျိုးအစားနှမျိုးရှိပါတယ်။ liquidation value ဆိုတာကဖန်ရဲ့ assets တွေကိုတစ်ခုချင်းစီရောင်းရင်ရမယ်ခံမှန်းရောင်းရမှုဖြစ်ပါတယ်။ replacement cost ကတော့ဖန်ရဲ့ assets အလုံးကိုလက်ရှိဈေးနှုန်းနဲ့အစားထိုးဖို့ကုန်ကြမဲ့ငွေပါ။ contingent claim valuation ကလည်း DCF နဲ့မတူတဲ့ valuation model တစ်ခုပါ။ option pricing model တွေကိုသုံးရတဲ့အဓိကအကြောင်းရင်းက DCF model တွေဟာ event တစ်ခုပေါ်မှာမူတည်တဲ့ payoff တွေကို နီဒိုအိုစီနီဝတ်လုပ်လို့ရှိလို့ပါပဲမူပိုင်ခွင့်များတွေ Ender Black နဲ့ခြားရဲ့ resource reserve တွေနဲ့ Diwali ခံရလို့ဆဲဆဲဖန်တွေမှာ option light တွေရှိပါတယ် Black Show model လိုမျိုး option pricing model တွေကို သုံးပြီး option light တွေနဲ့ assets တွေကိုတန်ဖိုးဖြတ်နိုင်ပါတယ် financial statement တွေကလည်း valuation နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုပေးပါတယ်။ financial statements တွေဟာ investor တွေနဲ့ analyst တွေအတွက်အဓိကသတင်းချက်လက်အရင်းမြစ်ဖြစ်ပြီးဖန်ရဲ့ asset နဲ့ cash flow တွေအကြောင်းကိုထိုးထွင်းသိမြင်နိုင်ပါတယ်။ accounting ကအတိတ်ကာလရဲ့ performance ကို တိုင်းတာဖို့ရည်ရွယ်ထားပြီးဘဏ္ဍာရေးဆိုင်ရာခွဲခြားစိတ်ဖြာခြင်းကတော့အနာဂတ်ကိုမြှော်မှန်းပြီး future cash flow နဲ့ value ကိုခန့်မှန်းဖို့အသုံးပြုပါတယ်။ risk assessment ကလည်း valuation မှာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ risk ဆိုတာကယင်းနှိမ့်ညံ့မှုတစ်ခုကနေမျောလင့်ထားတဲ့ return နဲ့မတူတဲ့ return ကိုရရှိနိုင်တဲ့ဖြစ်နိုင်ခြေပါ equity risk နဲ့ default risk ဆိုပြီးနှစ်မျိုးရှိပါတယ် equity risk ကတိမတည်တဲ့ cash flows တွေပေါ်ကမတိချာမရေရာမှုတွေနဲ့သက်ဆိုင်ပြီး default risk ကတော့ငွေချေးတက်တည်ခံလက်မှတ်တွေပေါ်ကအတိုးဒါမှမဟုတ်အရင်းကိုမရရှိနိုင်တဲ့ဖြစ်နိုင်ခြေနဲ့သက်ဆိုင်ပါတယ် glutimation ကလည်း valuation အတွက်မရှိမဖြစ်လိုအပ်ပါတယ် တိုးတက်မှုဟာဖန်တစ်ခုရဲ့ future cash flow နဲ့ terminal value ကို အများကြီးတက်ရောက်မှုရှိတာကြောင့်အထူးသဖြင့် high growth ဖန်တွေအတွက်အရေးကြီးပါတယ် historical growth ကအထောက်ကူဖြစ်နိုင်ပေမဲ့အထူးသဖြင့်ငယ်ရွယ်တဲ့ဖန်တွေအတွက် အနာဂတ်တိုးတက်မှုကို အမြဲတမ်းတိတိကျကျမဖော်ပြနိုင်ပါဘူးရင်းနှီးမှုများတိုးတက်လာက earning growth ထပ်ပိုပြီးဆက်လက်တည်ရှိနေတတ်ပါတယ်နောက်ဆုံးအနေနဲ့ terminal value အကြောင်းပြောပါမယ် တာမီနေဘလူက explicit focus period ရဲ့အလွန်ကဖမ်းရတံမိုးကိုကိုစားပြုပြီးစုစုပေါင်းတံမိုးရဲ့အစိပ်ပိုင်းများစုကိုဖွဲ့စည်းထားတာကြောင့်တွေ့ချက်တဲ့အခါမှာအရန်ရေးကြည့်ပါတယ်။ရှင်းလင်းတံမိုး multiple chinkup မှုနဲ့တည်ငြိမ်သောတူတက်မှုပုံစံဆိုပြီးတာမီနေဘလူကိုခံမှန်းတဲ့နီလန့်တွေရှိပါတယ်။တည်ငြိမ်သောတူတက်မှုပုံစံကို သုံးတဲ့အခါတူတကြနန်းဟာရေရှည်တည်တတ်နိုင်ရမယ်။ပြီးတော့စီးပွားရေးရဲ့တူတကြနန်းထက်နေရပါမယ်။ မိတ်ဆွေအချင်းချုပ်အနေနဲ့ပြောရရင်ဒီစာအုပ်က Blue Asian ရဲ့အရေးပါပုံ DCF Valuation ရဲ့အခြေခံသဘောတရားပြီးတော့နှာရအကဲဖြတ်ခြင်းနဲ့ Asset Based Valuation Model တွေကိုဘယ်လိုအသုံးချရမလဲဆိုတာကိုရှင်းပြထားပါတယ်။နောက်ဆုံးအနေနဲ့ Operation Pricing Model တွေ Financial Statements တွေကို နားလည်ဖို့ Risk Assessment လုပ်ဖို့နဲ့ Group Dimension လုပ်ဖို့ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်းလေ့လာခဲ့ပါတယ်။ ဒီစာအုပ်ထဲကဘ ഹു တုဒ္ဒရီနဲ့မိษွေတို့ရဲ့ယင်းနှိမ့်နှံမှုတွေကိုပိုပြီးအောင်မြင်အောင်လှုပ်ဆောင်နိုင်ကြပါစေ။စာအုပ်ကိုဖတ်ပြီးသင်ယူလေ့လာဖို့တိုက်တွန်းပါရစေ။